မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ March 25ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသေးတိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်မချမ်းဘောမြို့နယ်မှာရှိတဲ့ခမရ426တပ်ကအထိုင်ချထားတဲ့အလံကာတပ်စခန်းကစစ်သားတွေအားလုံးဟာစခန်းကိုဆုံးခွာထွက်ပြေးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် March 24ရက်နေ့ကကချင်ပြည်နယ်မချမ်းဘောမြို့နယ်နောင်မွန်လမ်းပေါ်မှာရှိတဲ့အလံကာစစ်ကောင်စီတပ်စခန်းကစစ်အင်အား30ခန်းက စခန်းကိုဆွန့်ခွာထွက်ပြေးသွားတယ်လို့သိရပါဗါးအဲ့ဒီတပ်စခန်းကစစ်ကြောင်းဟာခမရ၄နှစ်6တပ်ကဖြစ်တယ်လို့သိရပါဗါအလံကတပ်စခန်းကစစ်အင်အား30ကပူတာအိုခလိုက်ရတက်သုံးခုကိုသွားပြီးတော့ပူးပေါင်းတယ်စခန်းကိုတော့ KIA ဘက်ကနေမြေရှင်းလင်းလိုက်ပြီလို့ KIA ရဲ့သတင်းရင်းမြစ်ကပြောဆိုထားပါဗါးမက်လ9ရက်နေ့ကနေစတင်ပြီးတော့ KIA ကစစ်စင်ရေးတွေစတင်ခဲ့ပြီးတော့စစ်ကောင်စီရဲ့တပ်စခန်းတွေကိုတိုက်ခိုက်သိမ်းပိုက်လျက်ရှိရာလက်ရှိမှာစခန်းပေါင်း90ကျော်ကိုသိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဆွန်ပရာဘုံမှာစစ်ကောင်စီတပ်သားတွေအတွက်လေရင်နဲ့ချပေးတဲ့ရိတ်ခါအိတ်တွေကို KIA တပ်ဖွဲ့ဝင်တွေကရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဆွန်ပရာဘုံမှာရှိတဲ့ခလာရ46ဘူဟာတပ်စခန်းကို KIA တပ်ဖွဲ့တွေကပိတ်ဆို့တိုက်ခိုက်မှုတွေကြောင့်ရိတ်ခါပြတ်လတ်သွားတဲ့အတွက်112လေရင်နဲ့ရိတ်ခါတွေလာရောက်ချပေးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီ112လေရင်နဲ့ချပေးခဲ့တဲ့ရိတ်ခါတွေကို KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေကရရှိခဲ့တယ်လို့သိရပါတယ်။မနက်ပိုင်းမှာမြေကြီးနားကနေ112လေရင်တက်သွားတယ်လို့ကြားတယ်။ ခဏနေတော့ခလိုက်ရ46မှာရှိတဲ့စစ်ကောင်စီတွေကိုရိတ်ခါချပေးမှန်းသိရတယ်ဒါပေမဲ့အဲ့ဒါတွေကကျွန်တော်တို့ဘက်ကလူတွေရသွားတာလို့ပြောဆိုခဲ့ပါတယ်ရိတ်ခါအိတ်ထဲမှာခောက်ဆွဲကြောက်ရှူရှဲစေးဘော်လိတ်များဆန်နဲ့အခြားအသင့်စားအစာကြောက်တွေလည်းပါဝင်တယ်လို့သိရပါတယ်ဆွန်ဘရာဘုံမျိုးနဲ့ရဲစခန်းတို့ကို KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေကထိန်းချုပ်ထားပြီးတော့ခလိုက်ရ46ဘူဟာတပ်စခန်းကိုဝင်းရပိတ်ဆို့တိုက်ခိုက်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်းနဲ့ကြားဖြတ်ပြီးအကူအညီတောင်းကျင်တာလေးတခုကတော့ ကျွန်တော်ရဲ့ channel အသစ်ကလေးကို like and subscribe လုပ်ပေးကြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျအမြဲတမ်းတင်ဆက်ပေးနေကြ Revolut Burma channel က warning ထိထားပြီးတော့ channel ကနေနေတဲ့အတွက်ကြောင့်အချိန်မရွေးပြတ်သွားနိုင်တဲ့အတွက်အခုပြသထားတဲ့ Revolut Burma news channel ဆိုတဲ့ channel အသစ်ကလေးကို subscribe လုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါစီခင်ဗျနာမည်ကတော့မပြောပါဘူးအနောက်က news channel ဆိုတဲ့စလုံးလေးပဲပူသွားတာပါရှာမတွေ့မှမပူပါနဲ့အောက်က description မှာ channel အသစ်ကလေးရဲ့ link လေးကိုထည့်ပေးထားပါတယ်ခင်ဗျ subscribe လုပ်ပေးထားကြတဲ့လူကြီးမင်းများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းရဲတပ်ဖွဲ့ကဒုတိယရဲမှူးကြီးကျော်စင်မြင့်ဟာမြင်းကြံဘက်ကိုစစ်ကြောင်းထွက်လာတဲ့အချိန်မိုင်းဆွဲခံရပြီးတော့တိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အခု match လဒုတိယအပတ်မှာမန္တလေးတိုင်းရဲတပ်ဖွဲ့ကဒုတိယရဲမှူးကြီးကျော်စင်မြင့်ဟာမြင်းကြံမြို့သား ကားလမ်းမှာစစ်ကြောင်းထွက်တဲ့အချိန်မှာမိုင်းဆွဲခံရပြီးတော့ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီရရှိခဲ့တဲ့ဒဏ်ရာတွေကြောင့်မန္တလေးစေယုံကိုတင်ပို့ခဲ့တော့လဲဒဏ်ရာကြောင့်တိတ်ဆုံးသွားခဲ့တယ်လို့သိရပါတယ်။မြင်းရံဘက်ကိုစစ်ကြောင်းထွက်နေတုန်းမှာမိုင်းမိတယ်မန္တလေးစေယုံကိုပြန်ပို့ပြီးမဲ့ရတဲ့ဒဏ်ရာကတော်တော်ကိုစိုးဝါးလွန်းတယ်လို့နေပြည်တော်စီရေးသတင်းအင်းမြစ်ကပြောဆိုထားပါတယ်။ဒုတိယရဲမှူးကြီးကျော်စင်မြင့်ဟာတိတ်ဆုံးသွားတဲ့အချိန်မှာအသက်53နှစ်ရှိပြီဖြစ်ပြီးတာသမီနှစ်ဦးကျန်ရစ်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့ကံမောစဘန်ကွဲအမှတ်46ကိုလူ3ဦးကဒီကနေ့မနက်ပိုင်းမှာဓမြတိုက်ပြီးတော့ငွေကျပ်3000ကျော်ပါသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မတ်လ25ရက်နေ့မနက်7:18မိနစ်အချိန်ကမန္တလေးမြို့ချမ်းအေးတာဇံမြို့နယ်84လမ်း32လမ်းနဲ့32လမ်းကြားမှာရှိတဲ့မောရဂီဝါဘန်ခွဲမန္တလေးဘန်ခွဲ46ကိုလူ3ဦးကလက်နက်တွေကင်ဆောင်ပြီးတော့ဓမြဝင်တိုက်သွားတယ်လို့သိရပါဗျာ။ဓမြတိုက်တဲ့သူတဦးကပစ္စတိုတနက်တလက်တခြားသူတဦးကပစိန်တလက်ကင်ဆောင်ပြီးတော့ဓမြဝင်တိုက်ရာငွေကျပ်3000ကျော်ပါသွားခြင်းဖြစ်တယ်လို့သိရပါဗျာ။ထိခိုက်တံရရတာမျိုးတော့မရှိဘူးလူတွေကိုစုကိုင်းပြီးတော့ငွေတွေကိုယူပြီးထွက်သွားတာအရွယ်ကောင်းကောင်းထောင်ထောင်မောင်မောင်သုံးဦးကတိုက်တာ အခုတော့လမ်းဘေးက CCTV တွေကိုခြေရခံပြီးတော့လိုက်နေတာမကြခင်တော့မိဖို့အလားအလာများပါတယ်လို့ရဲသတင်းအရင်းမြစ်ကပြောဆိုထားပါတယ်မန္တလေးအပါအဝင်မြန်မာတိုင်းနိုင်ငံလုံးမှာဗန်ဒမြတိုက်မှုများရွှေဆိုင်လူရက်မှုများအပါအဝင်အကြမ်းဖက်လူရက်အမှုကျန်းစီးမှုတွေတောက်လျှောက်ဆိုးတလို့ဖြစ်ပွားလျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရွှေဘုံမြို့မှာအတင်းအဓမ္မစစ်မှုထမ်းဖို့အတွက်စည်ရင်လိုက်ကောက်နေတဲ့အထွေထွေအုပ်ချုပ်ရေးမှုဦးစီးဌာနကအငေတန်းစည်ရင်မြညငိမ့်ကိုပြက်ခတ်ရှင်းလင်းရာနေရာမှာတင်ပွဲချင်းပြီးတည်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။မက်စလာ23ရက်နေ့ည24ရက်နေ့မနက်စောစောစစ်နာနာရီခွဲကရွှေဘုံမြို့ပေါ်မှာနေတဲ့လူငယ်တွေကိုအတင်းအဓမ္မစစ်မှုထမ်းဖို့အတွက်လိုက်လံစည်ရင်ကောက်နေတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ဒေါက်တိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကအမှတ်ခွန်ရက်ကွက်စရေးမြမြငိမ့်ကိုမျိုးပြပြောက်ကြားတဲ့ဖွဲ့တွေကနေအိမ်အတွင်းကိုဝေရောက်ဖမ်းဆီးပြီးတော့ပြစ်ခတ်ရှင်းလင်းရာနေရမှာတင်ပွဲချင်းပြီးတေဆုံသွားတယ်လို့သိရပါတယ်မြို့ပေါ်တက်ပြီးနေအိမ်ထဲအထိကိုဝင်ဖမ်းတာအချိန်ကလည်းတိတ်အများကြီးနေရတော့သူနဲ့သူ့ဘေးမှာထားရတဲ့ရုံးဝန်ထမ်းကက်တွေစစ်မှုထမ်းမှုစင့်ခေါ်တဲ့စာရွက်စာတမ်းတွေပဲတိမ့်နိုင်ခဲ့တာရဲဘော်တွေအားလုံးကတော့အေးအေးဆေးဆေးပြန်ထွက်ခွာနိုင်ခဲ့ပါတယ် စစ်ခွေး lobby telegram channel တွေမှာတော့ကျွန်တော်တို့မျိုးပေါ်တက်တဲ့သတင်းကိုချက်ချင်းတင်ကြတယ်လို့ရွှေဘူအားမဲ့မျိုးပြပြောက်ကြားတက်ဖွဲ့ကတာဝန်ရှိသူတို့ကသတင်းပေးဖို့ပြောဆိုလာပါတယ်။တေဆုံးသွားတဲ့မြမြငိမ့်ဟာအကြမ်းဖက်စစ်ကောင်စီအလို့ကြမျိုးပေါ်ရက်ကွန်မှာနေတဲ့ပြည်သူလူထုလူငယ်တွေကိုစစ်မှုထမ်းခိုင်းမှုအတွက်ဖိအားပေးစည်းရင်ကောက်ခံခြင်းတော်လိုင်းရင်ရဲဘော်တွေရဲ့သတင်းအချက်အလက်တွေကိုအကြမ်းဖက်စစ်ကောင်စီထံကိုသတင်းပေးဖို့ခြင်း၎င်းရဲ့သတင်းပေးဖို့မှုကြောင့်တော်လိုင်းရင်ရဲဘော်တွေဖမ်းဆီးခံရခြင်းတွေရှိခဲ့တယ်လို့သိရပါတယ်။၎င်းပြစ်ခတ်ရှင်းလင်းမှုကို Flying Dragon Force တိန်ခအားမဲ့ရွှေဘူအားမဲ့ ရွှေဘိုခရကိုဒိုင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ရှင်းရှင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ဘိုလင်းရောင်ဓာပယနဲ့ဇာမနီတောင်းဓာပယတနနှစ်တပ်ပေါင်းစုတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ရွှေဘုံမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီအလို့ကျလှုပ်ဆောင်နေတဲ့အုပ်ချုပ်ရေးမှူးများယာအိမ်မှုစေအိမ်မှုများနဲ့အကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ရဲ့နောက်လိုက်များအားလုံးရဲ့စည်ရင်ကိုအတိအကျရရှိထားပြီးတော့၎င်းတို့ရဲ့လုံရက်တွေရက်တန့်ခြင်းမရှိပါကဆက်လက်ပြီးတော့အပြစ်ပေးအေးအေးယူသွားမှာဖြစ်တယ်လို့အတိပေးထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းကြောက်ပတောင်းမြို့နယ်ထောက်ရှာကျေးရွာကအသက်28နှစ်အရွယ်မောင်အောင်လင်းနိုင်ဟာစစ်မှုထမ်းဖို့အတွက်မဲပေါက်ခဲ့တဲ့အတွက်ကြောင့်မိမိကိုယ်ကိုတိုးဆွဲချပြီးတော့အဆုံးစီရင်ပြီးကွယ်လွန်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မက်လာ21ရက်နေ့ညနေပိုင်းကကြောက်ပတောင်းမြို့နယ်စိတ်တိန်ကျေးရွာအုပ်စုထောက်ရှာကျေးရွာကဦးစောထေးနဲ့ဒေါ်မြင့်ရီတို့ရဲ့တားဖြစ်သူမောင်အောင်လင်းနိုင်အသက်28နှစ်ဟာကျေးရွာအုပ်ချုပ်ရေးမှုရုံးမှာစစ်မှုထမ်းဖို့အတွက်မဲပေါက်ခဲ့တယ်လို့သိရပါတယ်ဒါကြောင့်ထွက်ပြေးဖို့လှုံ့ဆော်ခဲ့တော့လဲ မိဘဆွေမျိုးတွေကကြမ်းရင်းမဲ့မိသားစုဝင်တွေကိုစစ်တပ်ကပြဿနာရှာနိုင်တဲ့အတွက်မပြေးဖို့အတွက်တားဆီးခဲ့ကြတယ်လို့သိရပါတယ်။ဒါကြောင့် match လ21ရက်နေ့ညနေပိုင်းမှာကျိုးဆွဲချပြီးတော့အဆုံးစီရင်ခဲ့ရတာကနေပြီးတော့တေဆုံးသွားခဲ့တယ်လို့သိရပါတယ်။မတေဆုံးမီမှာတေတန်းစာလည်းရေးသွားခဲ့တယ်လို့သိရပါတယ်။တေတန်းစာထဲမှာသူဒီလိုတတ်သေးလို့နောက်အဖန်900ခံရမှာကိုလည်းသိတယ်။ဒါပေမဲ့မခံစားချင်ဘူး။သူမဝင်ချင်တဲ့စစ်သည်ကိုလုံးဝမဝင်ချင်ဘူး။မိဘနဲ့ဆွေမျိုးတွေကလည်းပြေးဖို့သဘောမတူဘူး။အဲဒါကြောင့် နောင်ဘဝမှာလည်းလူပြန်ဖြစ်ရပါလို့ဤဆိုပြီးတော့စာသားကိုရေးသားထားတယ်စိတ်လိတ်လေးနဲ့ဗတိလေးကိုဘေးမှာချပြီးတော့အဆုံးစီရင်သွားတယ်မိဘတွေလည်းယဉ်ကျိုးရတာပေါ့လို့မိသားစုနဲ့နှိဆက်တဲ့ဆွေမျိုးတူကရှင်းပြလာပါတယ်အလားတူပဲမောင်အောင်လင်းနိုင်တဲ့အတူကျောက်ပန်းမျိုးနဲ့ထောက်ရှာကြေးရွာမှာမဲပေါက်တဲ့လူငယ်တအူးဟာလည်းမလေးရှားမှာရောက်ရှိနေတဲ့လူငယ်ဖြစ်ပြီးတော့ ုပ်ချုပ်ရေးမှူးကမလေးရှားရောက်နေတဲ့လူငယ်ကိုအ мян ဆုံးခေါ်ယူဖို့အတွက်မိသားစုကိုဖိအားပေးနေတယ်လို့သိရပါဗျ။မလေးရှားကပြန်မလာရင်ဖခင်ဖြစ်သူကိုစစ်သည်ကိုခေါ်မယ်ဆိုပြီးတော့စစ်တပ်ကပြောဆိုနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ American အစိုးရကအတည်ပြုထားတဲ့ Burma Act အရာ မြန်မာကို American Dollar 120တန်းပေးဖို့ပြီးခဲ့တဲ့စနေနေ့မှာ American သမ္မတ Joe Biden ကလက်မှတ်ရေးထိုးအတည်ပြုလိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2024ခုနှစ်ဘန်နာနဲ့အတွက် American အစိုးရကသုံးစွဲမဲ့ budget ငွေ dollar 1.2 trillion ကိုလွှတ်တော်နှစ်ရက်မှာအတည်ပြုပြီးတဲ့နောက် American သမ္မတကလက်မှတ်ရေးထိုးအတည်ပြုခဲ့တာဖြစ်တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့2022ခုနှစ်ဒီဇင်ဘာလမှာ American အမျိုးသားကာကွယ်ရေးလုံခြုံရေးအုပ်ပဒေ NDAA ကိုပြဋ္ဌာန်းခဲ့ပြီးတော့ အဲ့ဒီဥပဒေမှာမြန်မာနိုင်ငံအရေးကိုကုညီပေးဖို့ဘာမာအတ်ကိုထည့်သွင်းပြီးတော့ရေးဆွဲခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဘာမာအတ်ထဲမှာမြန်မာကိုအကူအညီပေးဖို့ရာထားတဲ့ဗန်နာငွေဒေါ်လာ120တက်တန်းကို2023ခုနှစ်အောက်တိုဘာလမှာပေးအပ်သွားဖို့ပြောဆိုထားပေမဲ့ American အစိုးရ budget အကြက်တဲကြောင့်ပေးအပ်ရမယ့်အချိန်ထက်6လနောက်ကျပြီးမှသာအခုလိုမျိုးသမ္မတကလက်မှတ်ရေးထိုးအတည်ပြုလိုက်တာဖြစ်တယ်လို့သိရပါတယ်။120တက်တန်းရပါပြီ တမရလက်မှတ်ရေးထိုးလိုက်ပါပြီအခုရရှိတဲ့ငွေတွေကို2028ခုနှစ်အထိနှစ်စဉ်ရရှိရန်နဲ့လိုအပ်တဲ့နေရာတွေမှာအကူအညီတွေကိုမှန်ကန်စွာရောက်ရှိစေဖို့အတွက်ကမ်ပိန်းတွေဆက်လက်လုပ်ဖို့ရှိပါတယ်လို့ Los Angeles Myanmar Movement အဖွဲ့စီယုံရေးတာဝန်ခံဦး James တွေကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားဖော်ပြထားပါတယ် ဘာမအက်ဘတ်ဂျက်တွေဟာတော်လိုင်းအင်အားစုတွေတိုင်းသားလက်နက်ကိုင်တပ်ဖွဲ့ EAO တွေကိုလက်နက်မဟုတ်တဲ့နီးပညာအကူအညီအတွက်ပေးအပ်သွားမှာဖြစ်ပြီးတော့မြန်မာပြည်သူတွေအတွက်လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းတွေမှာအသုံးပြုရမယ်ငွေကြေးရံမငွေဖြစ်တယ်လို့သိရပါတယ်။ American အစိုးရအတီးပြုပေးလိုက်တဲ့အဲ့ဒီရံမငွေတွေဟာနေဆက်ဖြတ်ကျော်အကူအညီပေးရေးအစီအစဉ်အတွက်85တန်းအုပ်ချုပ်မှုနဲ့ Federalism အစီအစဉ်အတွက်10တန်းစစ်ရာဇဝတ်မှုဆိုင်ရာတပ်တွေအထောက်အထားစုဆောင်းဖို့ကိစ္စမှာ8တန်း ရိုဟင်ဂျာအတွက်ပြစ်မှုအထောက်အထားစုဆောင်းဖို့တတန်းလက်နက်မဟုတ်တဲ့ဤပညာဆိုင်ရာအကူအညီပေးကိစ္စအတွက်25တန်းနိုင်ငံရေးအကျဉ်းသားတွေအတွက်တတန်းခွဲနဲ့ CDM စစ်သားတွေအတွက်တတန်းခွဲထောက်ပံ့ဖို့အတွက်ရာထားတယ်လို့ပြီးခဲ့တဲ့နှစ်ဩဂတ်လကထုတ်ပြန်တဲ့ကြေညာချက်တွေမှာထည့်သွင်းဖော်ပြထားကြောင်းသတင်းရရှိပါရခင်ဗျာအခုလိုမျိုးမြန်မာနိုင်ငံတစ်ဝန်းလုံးမှာဖြစ်ပွားနေတဲ့အစီအစဉ်သတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ